နိုင်ငံတကာမှာလူသိအများဆုံးရွေးကောက်ပွဲစဉ်တွေကနိုင်သူအကုန်ယူဆိုတဲ့စနစ်ပါ Winner takes all စနစ်လို့ခေါ်ပါတယ် FETP စနစ်လို့လည်းခေါ်ပါတယ်တမဲပဲနိုင်နိုင်နှစ်မဲပဲနိုင်နိုင်နိုင်တဲ့သူကအကုန်စားတဲ့စနစ်ပါအချို့ကျကိုစားပြုစနစ် PR စနစ်ဆိုတာလည်းရှိပါတယ်အခုစေအုပ်စုကလုပ်တဲ့ရွေးကောက်ပွဲစနစ်ကတော့ Yono စနစ် MMP လို့သူတို့ကပြောပါတယ်ဒါကသူတို့ပေးထားတဲ့နာမည်ပါသူတို့ကသူတို့စနစ်ကိုခေါ်စေခြင်းတဲ့နာမည်ပါဒါပေမဲ့ လူတယောက်ကကိုကိုကိုမောင်လူကျော်လို့နာမည်ပေးထားရင်မဲ့နေရာတိုင်းမှာပြဿနာရှာလို့ငပွားကြီးလို့နာမည်တွင်သွားတဲ့သူတွေလည်းရှိတတ်ပါတယ်အခုသူတို့လုပ်တဲ့စနစ်ဟာသူတို့ဘာသာခေါ်တဲ့အခေါ်က MMP စနစ်ပါဒါပေမဲ့တကယ်အနှစ်သာရကဘာလဲလို့မေးရအခုရွေးကောက်ပွဲဟာရှုံးသူအကုံယူရွေးကောက်ပွဲစနစ်ကြီးပါဘာကြောင့်ရှုံးသူအကုံယူရွေးကောက်ပွဲစနစ်လို့ပြောရသလဲဆိုတော့စဉ်းစားကြည့်ပါ 2010ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲမဝင်ပါဘူးကြက်ဖွဲ့ပါတီအနိုင်ရပါတယ်2015ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်ကြက်ဖွဲ့ပါတီရှုံးပါတယ်2020မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ပါတယ်ကြက်ဖွဲ့ပါတီထပ်ရှုံးပါတယ်အခုရွေးကောက်ပွဲဝင်ကြမယ်ဝင်ကြမယ်လို့စီးရင်ပေးထားမှတ်ပုံတင်ထားပြီးတော့အခုကြေညာထားတဲ့ပါတီတွေ အားလုံးလိုလိုဟာပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပါခဲ့တဲ့သူတွေကြီးပါပဲအမနာရန်ပြောရမယ်ဆိုလို့ရှိရင်ဝင်ပြိုင်ခဲ့ပြီးတော့ရှုံးခဲ့ကြတဲ့ပါတီတွေကြီးပါပဲကြက်ဖွဲ့ပါတီဟာအများတန်းရှုံးနေတော့စိတ်ဆိုးလာပုံရပါတယ်ဖဲဝိုင်းစကားနဲ့ပြောရရင်တော့ရှုံးမဲမဲလာပါတယ်ဒီလောက်တော့ခရဏရှုံးနေတာအများတန်းနိုင်နေတဲ့ကောင်ကိုဖယ်ထုတ်ပြီးတော့ငါတို့ကြံတဲ့ကောင်တွေကြီးပဲပြိုင်ကြမယ်ကွာလို့လှုပ်လာပါတယ် အရှုံးသမားတွေထဲမှာတော့ငါကဆရာကြီးလို့သူ့ကိုသူထင်ထားတာဘူးအဲ့တော့ဟိုအမြဲတမ်းနိုင်နေတဲ့ကောင်ကိုဖယ်ပြီးတော့ဂျန်တဲ့ကောင်တွေနဲ့ပြိုင်လို့ရှိရင်ငါနိုင်ပြီလို့သူကတွေးပုံရပါတယ်ကြက်ခိုင်ရင်နဲ့စေအောင်စုရဲ့ရွေးကောက်ပွဲအောင်နိုင်ရေး strategy ဆိုတာဟာတိတ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူးအဲ့ဒါပါပဲတိတ်တိတ်ချာချာပြန်ပြီးတော့စဉ်းစားကြည့်ပါဖြစ်ခဲ့တာကိုအရှိတိုင်းရဲရဲမြင်ကြည့်ပြီးတော့ကြတော့ ပွန့်ပွန့်လင်းလင်းပြောမယ်ဒဲပြောမယ်ဆိုလို့ရှိရင်တော်တော်ရည်စရာကောင်းတဲ့ဟာသဇလန်ကြီးတခုလိုပါပဲဆေယောစုနဲ့မဆာတာပါတီကို1988ခုနှစ်မှာပြည်သူလူထုကြီးကပြင်းပြင်းထန်ထန်စန့်ကျင်ခဲ့ပါတယ်ဆေယောစုကအခြေအနေကိုဘလို့မှနိုင်အောင်မထိန်နိုင်တော့ပါဘူးအာနာလက်လွတ်ပြီးတော့အကုန်ကြောက်ထဲဆင်းရဖို့နည်းနည်းလေးပဲလိုပါတော့တယ်အဲ့ဒါလို့ဖြစ်တော့အာနာထသိမ့်ပါတယ်ရွေးကောက်ပွဲ လုတ်ပေးပါမယ်မစူကြပါနဲ့လို့ချော့ပါတယ်လူတွေက မျောလိုက်ချက်နဲ့နဲ့ရတော့လုတ်လက်စတော်လန်ရေးကိုရက်ပြီးတော့ရွေးကောက်ပွဲပွဲမှာမဲပေးကြပါတယ်စေအောင်စုကိုဒီချိန်ကလေးတော့ယုံပေးလိုက်မယ်လို့သဘောထားခဲ့ကြပါတယ်ဒါပေမဲ့ယုံဟာကျိုးမနှက်ခဲ့ပါဘူးတစ်ခါပဲယုံတစ်ခါအလိန်ခံရတာပါပဲရွေးကောက်ပွဲမှာစေအောင်စုကြောတော့နောက်ခံပေးထားတဲ့တဆညပါတီရှုံးတော့အာနာလွှဲမပေးပဲအကြောင်းမျိုးမျိုးပြပြီးတော့နှစ်ပေါင်း20အချိန်ဆွဲထားခဲ့ပါတယ်နောက်ဆုံးဘလို့မှမတက်တာတော့ ပြီးကြတဲ့ရွေးကောက်ပွဲကိုထားလိုက်ပါတော့ကွာနောက်ထပ်ရွေးကောက်ပွဲအစ်စ်ပြန်လို့ရအောင်ပါလို့ပြောလာပါတယ် NLD ကမကျေနပ်လို့2030မှာမပါပါဘူးမပါတော့ကျန်တဲ့ပါတီငယ်တွေကိုအနိုင်ကျင့်ကြိုတင်မဲတွေဆာလာအိတ်နဲ့ထုတ်မဲခုတ်ပြီးတော့အနိုင်ရအောင်ဆွတ်လုပ်ပါတယ်2030ရွေးကောက်ပွဲမှာသူတို့စစ်တပ်နောက်ခံကျပ်ဖွတ်ပါတီအနိုင်ရသွားပါတယ်နောက်တစ်ခါရွေးကောက်ပွဲကို2015မှာ လို့တော့ NLD ကအဲ့ဒီအချိန်မှာဝင်ပါပါတယ်အဲ့တော့သူတို့စစ်တပ်ဖွားဘက်တော်ချက်ဖွတ်ပါတီရှုံးပါတယ်နောက်တစ်ခါ2020မှာထပ်လို့တော့နောက်တစ်ခါထပ်ရှုံးပါတယ်အခြေအနေကြည့်ရတာကဘဏ္ဍာပြိုင်ပြိုင်ရှုံးတော့မှာပဲဆိုတာသိချာသွားပါပြီဒီလောက်တောင်သိချာနေမှာတော့နိုင်တဲ့ကောင်တွေကိုဖမ်းတယ်ကွာဆိုပြီးတော့အကြောင်းအမျိုးမျိုးပြဖမ်းပါတယ်အာဏာသိမ်းပါတယ်နိုင်တဲ့ပါတီကိုဖျက်ပြီးတော့ကျန်တဲ့အရှုံးသမားတွေကြီးပဲ ရွေးကောက်ပွဲအစ်စ်ထပ်လုပ်ပါတယ်အခုလောက်တော့မဲ့ရွေးကောက်ပွဲဆိုတာကြီးကအရှုံးသမားတွေရဲ့ပြိုင်ပွဲကြီးပါအဲ့ဒါကြောင့်ရှုံးသူအကုန်ယူရွေးကောက်ပွဲစနစ်ပါလို့ကျွန်တော်ကပြောတာပါရှုံးတဲ့သူတွေကသူတို့ကြီးပဲအကုန်ယူဖို့စူးစမ်းနေတာမဟုတ်လို့ရှိရယ်ဘာများဖြစ်နိုင်ပါလိမ့်တယ်ပီအာစနစ်ဆိုတာကြီးကိုနိုင်ငံကနေကနေပြီးတော့ရှာပြီးတော့ထုတ်ဆွဲလာပါတယ် သူတို့မဲအရေအတွက်အရာဆိုလို့ရှိရင်သူတို့ကစုစုပေါင်းမဲမှာဒုတိယရပါတယ်အဲ့ဒါကြောင့်ရှုံးမင်ရှုံးတော်ညာလဲရှုံးလကားကြီးတော့မဖြစ်တင်ပါဘူးနှစ်တိုင်စုလေးတော့ပေးတင်ပါတယ်ဆိုတော့စင်ကျင်တဲ့ PR ဆိုတာကြီးကိုထုတ်လာတာပါအပေါ်ရန်ကတော့သူတို့ရှုံးမင်မဲ့ရထားတဲ့မဲရခိုင်နှုံးကလေးအတိုင်းတော့ပေးပါဆိုတာဟာတိတ်ဆိုးကြီးမဟုတ်ဘူးလို့ တွေးစရာရှိပါတယ်။တိတ်မစိုးလို့လည်းနိုင်ငံတကာမှာ PR စနစ်ဆိုတာရှိနေတာပါ။ဒါပေမဲ့သူတို့ sales ရဲ့ PR စနစ် PR အကြံကတော့တော်တော်ဆိုးတယ်ဗျ။သူတို့ကအဲ့ဒီ PR ကြောင်းရမယ်ဒုတိယစာဒုတိယဒန်စာမဲတွေဆိုပါတော့ဗျာရှုံးထားတဲ့မဲတွေပေါ့အဲ့ဒီမဲတွေ ਨੇ စစ်တပ်ကတစ်ဖက်မှာအသိယူထားပြီးသားဖြစ်တယ်တမတ်သားထိုင်ကုန်အဲ့ဒီနှစ်ခုကိုသာပေါင်းလိုက်မယ်ဆိုရင် ငါတို့နိုင်ပြီဆိုတော့စိတ်ကူးနဲ့ကြံ့စည်နေတာပါကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ရည်ရည်အတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအပြင် မီဒီယာရေရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါရခင်ဗျာသူတို့အသာစီးရအောင်နှီးမျိုးစုံနဲ့လှက်ပတ်ကြံနေတာပါတရစ္ဆာတွေထဲမှာစစ်တပ်လူတော်ကြီးတွေရေးနေတာကကဘာပေါ်မှာ FPTP စနစ်ကျင့်သုံးတဲ့နိုင်ငံကဘယ်နှနိုင်ငံရှိပါတယ် PR စနစ်ကျင့်သုံးတဲ့နိုင်ငံကဘယ်နှနိုင်ငံရှိပါတယ်ဆိုပြီးတော့သူတို့ PR စနစ်ကြီးကကောင်းတဲ့အောင်ရအောင်တရားစစ်ထူထောင်နေပါတယ် မေးကြည့်လိုက်စမ်းပါအဲ့ဒီအလိုတော်ကြီးကြီးများကို PR စနစ်ကျင့်သုံးတဲ့ဗနက်နိုင်ငံမှာများစစ်သားတပတ်သားအရွေးချယ်မခံမနဲ့ဝန်ထိုင်နေလို့ရတာရှိပါသလဲလို့အဲ့ဒါကအဓိကတော့ချက်ပါ PR ဆိုတာသူ့ဘာသာဆိုလို့ရှိရင်တိတ်မဆိုးလာပေမဲ့တမတ်သားအကျော်ယူထားတာနဲ့ပေါင်းလိုက်မယ်ဆိုရင်အလုံးကိုဆိုးပါတယ်ဒါပေမဲ့အဲ့လို PR စနစ်နဲ့တမတ်သားပေါင်းရင်တောင်မှနိုင်ဖို့တိတ်မတည်ကြသေးဘူးထင်လို့ရှုပ်ပါတယ်ကွာ NLD ကို တရားမဝင်ကြင်ညာလိုက်မယ်ခဏခဏနိုင်နေတဲ့ကောင်မပါနဲ့ဆိုပြီးတော့ဖြောင်ညစ်တဲ့ရွေးကောက်ပွဲစင်ပိုင်းကြီးလှုပ်လာတာပါဖြောင်ညစ်တယ်လို့ကျွန်တော်ပြောတာဟာမတရားပြောတာမဟုတ်ပါဘူးခန်းစားချက်အပေါ်မှာအခြေခံပြီးတော့မုန်းလို့ပြောနေတာလဲမဟုတ်ပါဘူးအထောက်အထားတွေနဲ့ပြောနေတာပါအချက်လက်တွေနဲ့ပြောနေတာပါသတင်းသမားတယောက်အနေနဲ့အင်မတန်မျှတစွာပြောနေတာပါနိုင်တဲ့လူဖယ်ထုတ်ပြီးတော့ ကျန်တဲ့လူတွေနဲ့လှုပ်တဲ့ရွေးကောက်ပွဲကိုဖြောင်ညစ်တယ်ဆိုတာကလွဲပြီးတော့တခြားဘာမှပြောစရာရှိပါသေးတယ်လေအဲ့ဒါလောက်ထိမျက်နာပြောင်ပြောင်နဲ့လှုပ်ရတာတော်တော်အော်စရာကောင်းပါတယ်ကျန်တဲ့ပါတီတွေဝင်ပါရဲတာဝင်ပူပေါင်းရဲတာကလည်းတကယ်ဆိုလို့ရှိရင်တော်တော်အော်စရာကောင်းပါတယ်ဗျာစဉ်းစားကြည့်ပါသူတို့အလုံးလေခွက်ခွက်လန်အောင်ရှုံထားတဲ့သူတွေကြည့်ပါပဲအခုတော့ NLD မပါတော့ဘူးဆိုရင်ငါတို့များနည်းနည်း ဝေစုရမလားဆိုပြီးတော့ဝင်ပါကြတဲ့သဘောဖြစ်မနေဘူးလားဗျာတော်တော်အချက်နဲ့မှသာအခုဒီလိုရွေးကောက်ပွဲမျိုးမှာဝင်ပါရဲဖို့ရှိပါတယ်တစ်ဖက်မှာတတိုင်းတပီလုံးဘုံကျဲနေတာမိရှို့နေတာလည်းသူတို့အသိပဲလေအဲ့တော့ရွေးကောက်ပွဲရဲ့အခုလုံနေတဲ့ရွေးကောက်ပွဲရဲ့နောက်ထပ်ထူးခြားတဲ့လက္ခဏာရဲ့အခြေတစ်ခုကတော့အချက်မရှိတဲ့သူတွေကြီးပဲဝင်ပြိုင်တဲ့ရွေးကောက်ပွဲကြီးဖြစ်နေတဲ့အချက်ပါပဲစစ်သားတမန်သားကိစ္စကိုရောအခုရွေးကောက်ပွဲမှာဘလို့လုံနေကြတယ်ဆိုတာကို သိကြပါရဲ့လားဗျာအရင်တော့ကသူတို့ရေးထားတဲ့အခြေခံဥပဒေအရရွေးကောက်ခံကသုံးပုံဆိုလို့ရှိရင်စစ်သားကိုတပုံထည့်ထားပါတယ်တမတ်သားဆိုပေမဲ့ရွေးကောက်ခံနဲ့နှိုင်းရှင်လို့ရှိရင်သုံးပုံတပုံမှာဒါပေမဲ့အခုရွေးကောက်ပွဲမှာသုံးပုံတပုံဟုတ်ပါသေးရဲ့လားတိတိချာချာတွက်ကြည့်ကြပါနော်သုံးပုံတပုံမဟုတ်တော့ပါဘူးဘာကြောင့်မဟုတ်တယ်ဆိုတော့အခုဒီမှာသူတို့ကြင်ညာချက်ထုတ်ထားတာလေးကိုတစ်ချက်တော့ကြည့်ပါကြင်ညာချက်ထက်မှာ ြည့်လို့ရှိရင်ဘာကြောင့်ပြောတော့လဲဆိုတာကိုမြင်လာပါလိမ့်မယ်အခုရွေးကောက်ပွဲအပိုင်းတင်မှာမြို့နယ်တရနှစ်မြို့နယ်မှာပဲရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ကြေညာထားပါတယ်အဲ့တော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကတရနှစ်ယောက်ပဲထွက်ပါမယ်ဒါပေမဲ့သူတို့စစ်အုပ်စုလုတ်ပုံဘလောက်စိုးတယ်လဲဆိုတာကိုပြောပြရစီရွေးကောက်ခံကဘယ်နှစ်ယောက်ပဲရှိစီစစ်သား၃ဘုံတပုံကိုတော့သူတို့ကအမြဲတမ်းအပြစ်ထဲပါတယ် အရေးရွေးကောက်ပွဲတွေမှာတော့လည်းအဲ့ဒါလိုပဲလုပ်ပါတယ်အကုန်ရွေးကောက်နိုင်သေးပေမဲ့သူတို့သုံးပုံတစ်ပုံကိုတော့အကုန်အပြစ်ထဲ့ဖို့ကြံစီထားကြတဲ့သဘောမျိုးကိုထင်းထင်းရှားရှားမြင်နေရပါတယ်အဲ့ရောပြည်သူ့လွှတ်တော်ထဲမှာစစ်သားကိုယ်စားလှယ်ကဘယ်နှယောက်ရှိမလဲဆိုတော့အယောက်130ရှိပါမယ်အဲ့ဒီလွှတ်တော်ကြီးကိုမျက်စိထဲမှာမြင်အောင်ကြည့်လိုက်စမ်းပါအရွေးကောက်ခံက100နှစ်ယောက် စစ်သားက130ဆိုတော့စစ်သားကတောင်မှပုံနေပါသေးတယ်အခုရွေးကောက်ပွဲ အပိုက်တည်းအပြီးမှာပေါ်လာမဲ့ပြည်သူလွတ်တော်တဲ့မှာစစ်သားအရေးအတော့ကတဝက်တောင်ကြော်အောင်မှာပါပြည်သူလူထုတန်း90ကရွေးချယ်ရမယ်ကိုယ်စားလှယ်အရေးအတွက်နဲ့ဘုံမင်းအလောင်းအွန်လိုင်းတယောက်ထဲကရွေးမဲ့ကိုယ်စားလှယ်အရေးအတွက်ကိုနှိုင်းရှင်ကြည့်လို့ရှိရယ်ဘုံမင်းအွန်လိုင်းတယောက်ထဲကရွေးပြီးတော့ ထဲ့မဲ့ကိုယ်စလဲအကြီးတွက်ကပိုလို့တောင်မှနေပါသေးတယ်အဲ့ဒါလို့ကိုမြတ်တာမဲ့လွတ်တော်ကြီးပါပြီးတော့တော်တော်ရှုပ်ရှုပ်ထွေးထွေးတွေလည်းလုပ်နေပါတယ်ကိုယ်စလဲစီးနေမဲဆန္ဒနယ်စီးနေကိုရွေးကောက်ပွဲကော်မရှင်စာမျက်နှာမှာလည်းမကြေညာပါဘူးမြဝရီစာမျက်နှာမှာသူတို့ကြေညာတာကလည်းမပြည့်မစုံပါပဲသတင်းစာတွေမှာလည်းအပြည့်စုံမကြေညာပါဘူးနည်းနည်းပါးပါးပဲကြေညာပါတယ် မကြင်ညာမဖြစ်ကြင်ညာရတဲ့အချက်လက်တွေကိုမြို့နယ်ကော်မရှင် ရုံးနေမှာပဲစာလိုက်ကပ်ပါတယ်အများပြည်သူသိအောင်ပွင့်လင်းမြင်သာစွာတနေရာထဲမှာစုဝေးပြီးတော့ကြတော့ကြင်ညာရမယ်သတင်းချက်လက်တွေကိုမကြင်ညာဘဲနဲ့တမင်လူမသိအောင်ဖုံဖုံဖိဖိလုပ်နေပါတယ်အဲ့ဒါဘာသဘောလဲဆိုတာတော့ဆက်ပြီးတော့စဉ်းစားကြည့်ကြပါသူတို့ပြောတဲ့တိတ်ရှင်းပါတယ်ဆိုတော့ PR စနစ်ကိုလည်းဘယ်ပြည်သူမှနားမလည်ပါဘူးသူတို့ကြင်ညာထားတာရှင်းလင်းထားတာကလည်း မပြည့်စုံပါဘူးသူတို့လုံနေတာကိုတော်တော်လိုက်လေလာထားရင်တောင်မှနည်းနည်းပါပါပဲကို့ဟာသာနားလဲယူရတဲ့အခြေအနေပါဝင်ပြိုင်မဲ့ကိုစလဲလောင်းနေတောင်မှတယောက်တစ်မျိုးပြောနေကြတာပါကိုစလဲတွေတောင်မှနားမလဲတဲ့လူတွေအများကြီးပါအမျိုးသားလွတ်တော်မှာ FPTP နဲ့ PR စနစ် တွဲကျင့်သုံးရမယ်လို့ဆိုပေမဲ့ PR အတွက်ကတိကျမဲမပေးရပါဘူး FPTP အတွက်ပေးတဲ့မဲပေါ် ရတဲ့အရာခိုင်နှုန်းကိုပဲယူပြီးတော့ပြအတွက်ပြန်ချိုးချမှာပါအဲ့ဒါလိုယောသမမွေမဲပေးစနစ်ကိုကျစ်သုံးတဲ့အခါကဘာမှာဆိုလို့ရှိရင်အခြေခံအဖြစ်နီးနှစ်နီးရှိပါတယ် compensatory စနစ်နဲ့ non compensatory စနစ်နှစ်မျိုးပါအဲ့ဒီနှစ်မျိုးအနက်မှာဘယ်နည်းကိုအခုအသုံးပြုမယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းထုတ်ပြောမှထားပါဘူးဒါကလည်းညစ်ွက်များခြံထားလေသလားလို့တောင်မှတွေးစရာရှိပါတယ် အခုလွတ်တော်အမတ်တွေပါဝင်လူများထင်နေကြတာကတော့ non compensatory စနစ်ကိုကျင့်သုံးမယ်လို့ပဲထင်နေကြတာပါတော်ကြမဲတွေပေးပြီးမှမင်းတို့ထင်တာကတပြိုငါတို့လုံမှာကအဲ့ဒါမဟုတ်ဘူးဆိုပြီးတော့အချို့တွေတမျိုးပြောင်းချလိုက်လို့ရှိရင်ရွေးကောက်ပွဲဝင်တဲ့သူတွေအကုန်ငုတ်တုတ်မိကုန်ကြပါလိမ့်မယ်ကြေကလည်းမကြေနဲ့ပြောကလည်းမပြောရဲဖင်နဲ့ကျန်းနဲ့စောင့်နေရမယ့်အဖြစ်မျိုးတွေတိုးကုန်ပါလိမ့်မယ်သူတို့ကျင့်သုံးမဲ့ PR စနစ်ကဘလို့စနစ်လဲဆိုတာကိုဒီနေရာမှာကျွန်တော်အသေးစိတ်ရှင်းမပြတော့ပါဘူးဘလို့ပေးပေး ဘာမှအကျိုးထူးမှမဟုတ်လို့ရှင်းပြနေလဲအချိန်ကုန်ပါတယ်ကျွန်တော်ကတော့အဲ့ဒါလိုပဲသဘောထားပါတယ်တကယ်လို့သိကျင်တဲ့လူရှိလို့ရှိရင်တော့ comment မှာပြောခဲ့ပါတောင်းဆိုနိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလိုတောင်းဆိုတဲ့လူရှိလို့ရှိရင်တော့ video တစ်ခုတက်တက်ထပ်လုပ်ပြီးတော့ကျွန်တော်ရှင်းပြပါမယ်ကြက်ဖို့ပါတီဟာအဖက်ဖက်ကနေ back bound ဆိုကမြစ်တာဖြစ်တဲ့အတွက်သူတို့ပဲအပြတ်သက်နိုင်ပါပါလူတွေတက်ကလည်းရေးချွဲစရာမရှိတော့တော်တော်ကြီးကိုခတ်တဲ့ရွေးကောက်ပွဲပါကြက်ဖွတ်မရရင်ပြီးရောကွာ ပေးခြင်းပေးလို့ရှိရင်တခြားပါတီကိုပဲပေးမယ်ဆိုတော့စိတ်မျိုးတော့တော်တော်များများမှာရှိကြမှာပါဒါပေမဲ့ခက်တာကကျန်တဲ့ပါတီတွေကလည်းအကုန်အချောင်သမားပါတီတွေကြီးပဲဖြစ်နေပါတယ်အချောင်ရမလားလို့ဝင်ပြိုင်နေတဲ့သူတွေကြီးပါပဲအဲ့ဒီပါတီတွေကိုမဲပေးလေကြက်ဖို့နိုင်တာနဲ့ဘာမှသိက္ကွာပါမဟုတ်ပါဘူးကျန်တဲ့ပါတီတွေကနည်းနည်းပါးပါးအနိုင်ရပြီးတော့လွတ်တော်တွေကိုနည်းနည်းပါးပါးဝင်ခွင့်ရလို့ရှိရင်လေကြက်ဖို့လွတ်တော်ကို ကြည်ကောင်းရှုကောင်းဖြစ်သွားအောင်အိမ်ဖြစ်ပေးရတဲ့သဘောမျိုးပဲရှိပါပါကျန်တဲ့ပါတီအားလုံးရဲ့အဆင့်ကထမင်းတို့ဟင်းတို့အဆင့်မုတ်ဖက်ထုပ်အဆင့်ခွေးဝင်စားအဆင့်ပဲရှိပါတယ်သူတို့နိုင်လို့လည်းဘာမှမဖြစ်ပါဘူးမနိုင်လည်းဘာမှမဖြစ်ပါဘူးအလကားပါပဲကစားပွဲမှာတိတ်လေပါခြင်းနေပေမဲ့အသက်ကလည်းမပြစ်ရည်ချင်းကလည်းမမီတဲ့သူတွေမလို့ခွေးဝင်စားအဖြစ်နဲ့ထည့်ပေးထားတာပါဘာပဲဖြစ်ဖြစ်ကလေးတော့စိတ်ကျေနပ်ပါစေဆိုတဲ့သဘောမျိုးပါ ဒီတော့အားလုံးပေါ့ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲဟာဘာမှအထိပ္ပယ်မရှိတဲ့ရွေးကောက်ပွဲပါတနက်နဲ့ထောက်ပြီးတော့အတိတ်အဓမ္မမဲထည့်ခိုင်းပြီးဖြစ်လာတဲ့ရွေးကောက်ပွဲစီကဘာမှမျှော်လင့်လို့မရပါဘူးဝင်ပြိုင်တဲ့သူအားလုံးနဲ့မှမျှော်လင့်အားကိုးစရာလဲတယောက်မှမပါတော့ဒီရွေးကောက်ပွဲကနေဘာများရနိုင်အောင်ပါပါလေဒီရွေးကောက်ပွဲဟာလူယုတ်မာရီနဲ့အချောင်သမားတွေပဲပါတဲ့ရွေးကောက်ပွဲပါလူယုတ်မာရီကအချောင်သမားတွေကိုတနက်ပြပြီးတော့နိုင်ယူသွားမှာပါ လူရုပ်မှန်းနဲ့စားလို့ရှိရင်ခြောက်သမားကတော်သေးတယ်ဆိုပြီးတော့ခြောက်သမားကိုမဲထည့်လိုက်အပိုးပါပဲခြောက်သမားတွေအာနာရသွားလို့ရှိရင်သူတို့လဲလူရုပ်မှဖြစ်လာဖို့ကလွဲပြီးတော့တခြားနည်းမရှိပါဘူးရှေ့တုန်းကမွန်မြမာစစ်ပွဲမှာစစ်ရဲစရဲအတွက်တစ္ဆာဆိုမယ်လို့လိန်ညာပြီးတော့တဲထဲမှာပြုတ်ထားတဲ့ဓာတ်နဲ့ခုတ်တက်ဖို့ကြံစီတော့မွန်ဘက်ကအဲ့ဒါလိုကလိန်ကကြစ်လောက်မှာကိုမွန်သူရဲကလကွန်းအိမ်ကမကြိုက်ပါဘူး ဲ့တော့အင်းဝဘက်ကသူရဲကားကိုလကုတ်အိမ်ကအခုလိုပြောပါတယ်ဟဲသူယူစစ်တွင်းတစ္ဆာတီဘူးတီဟု ရှိသလားတဲ့အခုလဲအဲ့ဒါလိုပြောရပါလိမ့်မယ်စစ်တွင်းရွေးကောက်ပွဲကနေတရားမျှတမှုကိုမျှော်လင့်နေရင်တော့အဲ့ဒီကောင်ဟာယူနေတဲ့ကောင်ပဲဖြစ်ပါလိမ့်မယ်